ကဲဒီနေ့နိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်မှလာရောက်ပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်ကြတဲ့ကုသိုလ်ကောင်းမှုရှင်များက ပြန်ကြားရေးဝန်ကြီးဌာနဝန်တန်းမိသားစုများဖြစ်ကြပါတယ်တရားတော်ကို အနုမောဒနာတရားမနာခင်ဆွမ်းနကဆွမ်းမတွေချမ်းသာတဲ့ဣရိယာပုံနဲ့ထိုင်ပြီးတော့တရားနာလို့ရပါတယ် နာနိုင်ပါတယ်နာခွင့်ပြုပါတယ်ဒီလိုကုသိုလ်ကောင်းမှုစုပေါင်းပြီးတော့ပြုလုပ်တဲ့အလုပ်ဒါနကုသိုလ်ကောင်းမှုသီလကုသိုလ်ကောင်းမှုဘာဝနာကုသိုလ်ကောင်းမှု ပြုလုပ်တဲ့အလုပ်ကိုမြတ်စွာဘုရားကတန္တရာစီးပွားလောကုတ္တရာစီးပွားကို ရှားပွေစုဆောင်တဲ့အလုပ်ကိုလုပ်နေတယ်ဒီလိုမြတ်စွာဘုရားကသတ်မှတ်တော်မူပါတယ်မိန့်တော်မူပါတယ်ဒါနကုသိုလ်ကောင်းမှုလုပ်နေတဲ့အချိန်သီလကုသိုလ်ကောင်းမှုတွေစောင့်ထိန်စောင့်ထိန်နေတဲ့အချိန်ဘာဝနာကုသိုလ်ကောင်းမှုတွေပွားများနေတဲ့အချိန်ကိုတန်ត្រာစီပွားလောကုတ္တရာစီပွားတွေကိုရှားပွေစုဆောင်တယ် ဒီလိုဘုရားရင်မိန်တော်မူထားတဲ့ဘုရားရင်ကဆက်ပြီးတော့တရားဓမ္မအပေါင်းသူတော်ကောင်းတွေပစ္စုပန်စီးပွားရှားပွေစုဆောင်နေရုံနဲ့အာရမအာရတင်းတင်းမနေပါနဲ့အန္တရာစီးပွားကိုလည်းပဲလောကုတ္တရာစီးပွားကိုလည်းပဲရှားပွေစုဆောင်တတ်ရတယ် ပစ္စုပန်စည်းပါးကိုရှာဖွေတတ်ယုံနဲ့အာရမနေပါနဲ့ဆိုပြီးတော့ဘုရားရှင်မိန့်တော်မူထားတဲ့ဒါအစိုးအမိတ်တရားဓမ္မတွေသိအောင်နားလည်အောင်မိန့်ဆိုထားတဲ့အစိုးအမိတ်ရှိပါတယ်အဲ့ဒီအစိုးမိကိုဒီနေ့ဘုန်းကြီးတရားဓမ္မတွေလက်ခံကျက်သုံးလို့ရအောင်ဘုန်းကြီးကအနုမန္နာတရားဖြစ်နေဟောပေးပါမယ် အင်္ဂုတ္တရနိကေတိကနိဗ္ဗာန်မှာအန္တသုံးဆိုပြီးတော့ဘုရားရှင်ကဒကာဓမ္မတွေလိုက်နာကျင့်သုံးနိုင်ဖို့သူ့သာသနာတို့ကို အာကိုမိကိုကြတဲ့ဒကာဓမ္မတွေသူ့ရဲ့အဆုံးအမတွေကိုတလုံးတပါးတာဖြစ်စေ လိုက်နာကျင့်သုံးနိုင်ရဲ့လိုက်နာကျင့်သုံးသလောက်ဒါအကျိုးများဖို့ဘုရားရှင် မိန့်တော်မူတာတဲ့အဆုံးအမတွေမြောင်းများစွာရှိပါတယ်အဲ့ဒီတည်းကအန္တသုံးဆိုတဲ့ ုတ်တော်ကိုယူပြီးတော့ဘုန်းကြီးအနုမရဏဟောပေးပါမယ်အန္တတုတ်ဆိုတာအန္တဆိုတာဒကာကြီးဒကမကြီးတွေနားလည်ပါတယ်အကန်းကန်းတဲ့သဘောတဘာဝကိုအန္တအန္တဒီလိုသုံးပါတယ်ပါဠိလိုလူရင်ကတော့အကန်းတုတ်ပေါ့အကန်းသဘောတဘာဝကိုဟောတာတဲ့တုတ်ဒီတုတ်ကိုဘုန်းကြီးအနုမရဏအဖြစ်နဲ့ဟောပေးပါမယ် တယောမေဘိကွေပုဂ္ဂလာတန်တော်တန်ဝိဇာမနာလောကသမေတဂါရမအပေါင်းသူတော်ကောင်းတို့တယောမေဘိကွေပုဂ္ဂလာ လောကမှာ လူသုံးမျိုးရှိတယ်ခုခေတ်ကာလမှာကဘာမှာလူတန်ပေါင်း9000မျိုးရှိတယ်ဒီလိုပြောကြတယ်ဘလောက်ပဲများများမြတ်စွာဘုရားကတမ္မိဥဒ္ဒညာတော်နဲ့ အုပ်စုခွဲပြီးတော့ခြေတိုက်တော့လူက၃မျိုးပဲရှိတယ်။အာရှနိုင်ငံမှာနေထိုင်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ဥရောပအာဖရိကစတဲ့နိုင်ငံတွေမှာနေနေတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ဒီအုပ်စု၃မျိုးထဲမှာအကုန်လုံးအကျုံဝင်သွားတာပဲ။အုပ်စု၃မျိုးပဲရှိတယ်။အဲနံပါတ်၁အုပ်စုကအန္ဒအန္ဒောစနှစ်ဖက်လုံး မျက်လုံးနှလုံးလုံးနှစ်ဖက်လုံးကန်းနေတဲ့ပုဂ္ဂိုလ်ဒါနံပါတ်၁ပုဂ္ဂိုလ်ဧကသက္ခုသတစ်ဖက်မြင်တစ်ဖက်ကန်းဒီလိုပုဂ္ဂိုလ်ကတအုပ်စုဒုသက္ခုမျက်လုံးနှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ကတအုပ်စုအဲ့တော့အုပ်စု၃စုဖြစ်သွားတယ်နံပါတ်၁က နှစ်ဖက်လုံးကန်းနေတဲ့အုပ်စုကတစုနံပါတ်2ကတစ်ဖက်မြင်တစ်ဖက်ကန်းပုဂ္ဂိုလ်အုပ်စုကတစုနံပါတ်3ကနှစ်ဖက်လုံးမြင်တဲ့ပုဂ္ဂိုလ်အုပ်စုကတစုအုပ်စုသုံးစုပဲရှိတယ်ကဲတရားကြီးဒကမကြီးတွေညာနဲ့စဉ်းစားကြည့်လိုက်တော့လေဟုတ်တာပဲလောကမှာလူတွေဘလောက်များတယ်ပြောပြောနေထိုင်ရာဒေသဘလောက် ွာချတယ်ပြောပြောဒီအုပ်စုတွေမှာအကုန်ဝင်သွားတာပဲအချို့ကနှစ်ဖက်လုံးကန်းနေတယ်အချို့ကတစ်ဖက်ကန်းတယ်တစ်ဖက်မြင်တယ်အချို့ကနှစ်ဖက်လုံးမြင်တဲ့ပုဂ္ဂိုလ်ဒါလူတွေမှာဒီအုပ်စုသုံးစုနဲ့ခွဲလိုက်ရင်အကုန်လုံးအကျုံဝင်သွားတယ်ကဲဒီတော့နှစ်ဖက်လုံးကန်းနေတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေမျိုးကိုစဉ်းစားကြည့်လိုက်ရင် နှစ်ဖက်လုံးကန်းနေတယ်လူတယောက်နှစ်ဖက်လုံးကန်းနေတယ်မျက်မမြင်နားမကြားနေရာတွေမှာအเจ้าတွေမှာသွားကြည့်လိုက်တော့မျက်လုံးလည်းမမြင်ရဘူးနားလည်းမကြားရဘူးဒီလိုပုံကိုယ်တွေကြတော့စဉ်းစားကြည့်လိုက် သူတို့မှာကိုယ်ဘဝအတွက်တိုးတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့အစွန်းအစသူတို့မှာလုံးဝလုံးလို့မရဘာဖြစ်လို့လဲမျက်လုံးမှမမြင်ရတာဘူးမျက်လုံးမမြင်ရတော့ တ်ဝန်းကျင်မှာဘာဖြစ်နေတယ်ဆိုတာကိုလည်းမသိရဘူးအဲ့တော့သူ့ဘဝရဲ့ယက်တီမှုဟာသူများရဲ့အကူအညီကို ယူပြီးတော့သူယက်တီနေရတယ်သူများရဲ့အထောက်ပံ့ကိုယူပြီးတော့ယက်တီနေရတဲ့သူများအားကိုးနဲ့နေရတဲ့ဘဝဒါနှစ်ဖက်လုံးကန်းနေတာကဲဒုတိယတစ်ဖက်ကန်းတစ်ဖက်မြင်တဲ့ပုဂ္ဂိုလ် တစ်ဖက်ကန်တစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ကလည်းမြင်တဲ့ဖက်ကတော့ဟုတ်ပါရဲ့မြင်တဲ့တလောက်မြင်ပါတယ်။ဟောမမြင်ရတဲ့ဖက်ကကြတော့သူ့မှာအမျိုးမျိုးဒါရင်ဆိုင်ရမဲ့ဒုက္ခတွေသူ့မှာရှိနေတယ်။မြင်တဲ့ဖက်ကမြင်ပေမဲ့လို့မမြင်တဲ့ဖက်ကဘေးအန္တရာယ်တွေကျုံလာရင်သူ့မှာဒုက္ခရောက်ပါတယ်။အဲ့ဒါကြောင့်မလို့နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ကြတော့ ဘယ်ဘက်ရောညာဘက်ရောနှစ်ဘက်လုံးမြင်နေတော့ဘယ်ဘက်ကကောင်းကျိုးချမ်းသာတွေကိုမြင်မြင်နိုင်တယ်ညာဘက်ကကောင်းကျိုးချမ်းသာတွေကိုလည်းမြင်နိုင်တယ်ဘေးဘက်ကအန္တရာယ်တွေကိုလည်းမြင်နိုင်တယ်မြင်လို့မရှောင်ကြနိုင်တယ်ညာဘက်ကအန္တရာယ်တွေကိုလည်းမြင်နိုင်တယ်မြင်တော့ရှောင်ကြနိုင်တယ်နှစ်ဘက် မြင်တော့ကောင်းတာပေါ့ဒီတိုင်းပဲလူတွေမှာ ကံမျက်လုံးညံမျက်လုံးဆိုပြီးတော့မျက်လုံးနှစ်ထပ်ပါတယ်သူသူငါငါပုံကိုယ်တွေမှာမျက်လုံးနှစ်ထပ်ပါပါတယ်ပထမမျက်လုံးကကံမျက်လုံးကံမျက်လုံးဆိုတာအမေမွေးတုန်းကပါလာတဲ့မျက်လုံးအတိတ်ကမိမိတို့လုပ်ခဲ့တဲ့ကုသိုလ်ကံကြောင့်မိမိတို့ရဲ့မျက်နှာမှာပါလာတဲ့မျက်လုံးအဲ့ဒီမျက်လုံးကတော့ကံမျက်လုံး တမ်းမြဲလုံးကတော့သူသူငါငါဒါအများအပြည့်ပါကြတယ်ပပွင့်ကြီးကိုမြင်လို့ရတယ်ပပွင့်ကြီးကိုဆက်ဆံလို့ရတယ်ပြောဆိုလို့ရတယ်ဒါမျက်လုံးနဲ့မြင်နေရတယ်အဲ့ဒီမျက်လုံးကိုကံမျက်လုံးဒီလိုခေါ်ပါတယ်ဒုတိယမျက်လုံးဒုတိယမျက်လုံးကတော့ဉာဏ်မျက်လုံးဉာဏ်အုံပြုတ်မှဉာဏ်ကိုအတုံးချမှ ဒီညာကြောင့်မြင်လာတဲ့ညာကြောင့်သိလာတဲ့အသိဉာဏ်ကြောင့်သိလာမြင်လာတဲ့အခြေအနေမျိုးကိုဉာဏ်မျက်လုံးနဲ့သိတယ်ဉာဏ်မျက်လုံးနဲ့မြင်တယ်ဒီလိုခေါ်ပါတယ်အဲ့တော့မျက်လုံးကနှစ်ထပ်ပါပါတယ်ကံမျက်လုံးရဲ့ဉာဏ်မျက်လုံးရဲ့ဒီတော့ဘုရားရှင်ဟောတော်မူလို့ယင်းကတော့စောစောကပြောခဲ့တဲ့မျက်လုံးနှလုံးလုံးကန်းနေတယ် မျက်လုံးတစ်လုံးကန်တစ်လုံးမြင်တယ်နှလုံးလုံးပွင့်နေတယ်နှလုံးလုံးမြင်ရတယ်ဆိုတာဥပမာအားဖြင့်ပြောတာဘုရားရှင်ပြောတော်မူလို့ယင်းကညံမျက်လုံးအချို့ကြတော့ညံမျက်လုံးနှစ်ဖက်လုံးပိတ်နေတယ်နှစ်ဖက်လုံးကန်းနေတယ်အဲ့ဒီပုံကောင်မျိုးကလောကမှာတစ်မျိုးရှိပါတယ်ပကတိမျက်လုံးကတော့မြင်ရပါတယ် ဒါမဲ့လို့ညံမြက်လုံးကကန်းနေတယ်ဘယ်ဖက်ရောညာဖက်ရောနှစ်ဖက်လုံးကန်းနေတယ်ဒီလိုပုံကမျိုးလေလောကမှာရှိတယ်အရှုပ်ပုံကကြတော့တလုံးတော့မြင်တယ်တလုံးကန်းနေတယ်အဲ့ဒီပုံကမျိုးလေလောကမှာရှိတယ်အရှုပ်ကြတော့နှစ်ဖက်လုံးမြင်တယ်ဒီလိုပုံကမျိုးလည်းရှိတယ်ကဲကောင်းမိတာဆိုရင်နှစ်ဖက်လုံးကန်းနေတဲ့ပုံကဆိုတော့ ညာမျက်လုံးနှစ်ဖက်လုံးကန်းနေတဲ့ပုံကိုဆိုတာဘာပြောတာလဲဘယ်သူကိုပြောတာလဲဆိုရင်မျက်လုံးတစ်ဖက်ကိုပြောတယ်မြတ်စွာဘုရားကဣဒဘိက္ခဝေအေကေသောပုဂ္ဂလောအနာဂတိကတံဘောဂံအတိကံတို့နာတေကောတိလိုရင်ကတော့စီးပွားဥစ္စာမရှာတတ်ဘူးဘဝတိုးတက်အောင်မလုပ်တတ်ဘူးပစ္စုပန်ဘဝ ကိုကိုတိုင်းချမ်းချမ်းသာသာနေလို့ရအောင်မလုပ်တတ်ဘူးကိုကိုတိုင်းမချမ်းသာတော့ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့မိဘမကြိုးမွေးမထောက်ပံ့နိုင်ဘူးကိုယ့်ရဲ့မိတ်ဆွေသင်္ကားတွေမကူညီနိုင်ဘူးမထောက်ပံ့နိုင်ဘူးဒီလိုအားဖြင့်ပစ္စုပန်ကြီးပွားကြောင်းဉာဏ်ပညာမပါတာကို မျက်လုံးတစ်ဖက်ကန်းနေတယ် ီလိုပြောပါတယ်အဲ့တော့သူသူငါငါကတော့အများအားဖြင့်ပစ္စုပန်မြေလုံးကို ဖွင့်ထားကြတာများပါတယ်ကြည်ပွားရာကြည်ပွားကြောင်းမိမိကြည်ပွားရာကြည်ပွားကြောင်းတို့တရားတို့တဲ့ကြောင်းအာကျုံမှန်တဲ့ဒါဆောင်ရွက်တတ်ကြတယ်အဲ့ဒါမြေလုံးတစ်လုံးပွင့်တာပဲပစ္စုပန်မြေလုံးကိုဖွင့်ထားတယ်ပစ္စုပန်ဉာဏ်မျက်လုံးကိုဖွင့်တာတယ်စီးပွားရေးမျက်လုံးကိုဖွင့်တာတယ်စီးပွားရေး မျက်လုံးကိုဖွင့်တာတော့စီပွားရေးလှုပ်တတ်တဲ့မိမိဘဝတိုးတက်အောင်ယာဒူအာနာတိတိုးလာအောင်ဒါလှုပ်တတ်တဲ့မိမိဘမှာကြလာတဲ့တာဝန်တွေကိုဒါကြည်ကြည်ပွန်ပွန်မိမိကဆောင်ရွက်ပေးတဲ့ဒါပစ္စုပန်မျက်လုံးကိုဖွင့်တာတာဒီလိုနဲ့မိမိရဲ့ပစ္စည်းဥစ္စာတွေတိုးတက်အောင် မရသေးတဲ့ပစ္စည်းဥစ္စာတွေရလာအောင်ရပြီသားပစ္စည်းဥစ္စာတွေတိုးတက်အောင်ဆောင်ရွက်တတ်တဲ့မျက်လုံးအဲ့ဒီမျက်လုံးကိုပစ္စုပန်မျက်လုံးပစ္စုပန်ဉာဏ်မျက်လုံးပစ္စုပန်ဉာဏ်မျက်လုံးရှိရင်ကတော့ပစ္စုပန်ဉာဏ်မျက်လုံးအသုံးပြုပြီးတော့ပစ္စုပန်ဘဝကြီးပွားအောင်ဆောင်ရွက်နိုင်တယ်အချို့ကြတော့ပစ္စုပန်မျက်လုံးကိုတောင်မှမဖွင့်ရဘူး ပစ္စုပန်မြေလုံးကိုမဖွင့်တော့ဘာဖြစ်သွားလဲဆိုရင်ပစ္စုပန်ပေါ်မှာသူများကိုမိခိုးပြီးတော့အားထားပြီးတော့ဒီလိုနေကြရတာလမ်းဘေးမှာဖြစ်တယ်လို့တောင်းစားကိုယ့်ရဲ့အသိဉာဏ်ကိုယ့်ရဲ့ပစ္စုပန်ပေါ်မှာတိုးတက်ရတိုးတက်ကြောင်းကိုမလုံနိုင်ကြဘူးအဲ့ဒီမလုံနိုင်တာဘာကြောင့်လဲဒါမြတ်စွာဘုရားက ထောက်ပြတယ်နံပါတ်1ဖြင်းလို့ဖြင်းလို့မလုံနိုင်တာအသိဉာဏ် ဖြင်းတယ်အသိဉာဏ်နဲတယ်အသိဉာဏ်မပါဘူးအဲ့ဒါဖြင်းတာပဲဖြင်းလို့ကိုယ်ဘဝတိုးတက်အောင်မလုပ်တတ်ဘူးမလုပ်နိုင်ဘူးဒီလိုဖြင်းတော့ကိုယ့်ရဲ့ပစ္စုပန်ဘဝတိုးတက်ရာတိုးတက်ကြောင်းအသိဉာဏ်မျက်လုံးမပွင့်တော့ဒုက္ခရောက်တာပဲအစာအတွက်ဆင်းရဲအနေအတွက်ဆင်းရဲနေရာတကာမှာအောက်ကြနောက်ကြ ဒါပိစုတ်ပံမျက်လုံးအတိညာမျက်လုံးကိုမဖွင့်တော့အောက်ကြောင့်နောက်ကြောင့်နဲ့ဘောသန္တရာမှာပိစုတ်ပံဘောမှာကျင်လေရတယ်ဒါပိစုတ်ပံမျက်လုံးပိတ်ထားတယ်အချို့ကြတော့မဟုတ်ဘူးမပြင်းဘူးသိတယ်နားလေတယ်ဒါမှမဟုတ်ဘာဖြစ်တော့ပြင်းတယ်ပြင်းတော့လေတိုးတဲ့တဲ့တော့မတိုးတဲ့ပဲနဲ့ဒါပိစုတ်ပံဘောမှာဆင်းရတာပဲဒါဘုရားရှင်ထောက်ပြတာ ပြင်းတာရဲ့ဖြင်းတာရဲ့ဒီနှစ်ခု လူဘဝမှာ မတော်တဲ့ကြောင်းတရားဒီနှစ်ချက်ကြောင်းပစ္စုပန်မျိုးလုံးပိတ်ပြီးတော့ဒုက္ခရောက်ကြတယ်ဒါပစ္စုပန်မျိုးလုံးတစ်လုံးအဲဒုတိယတန္တရာမျိုးလုံး မျက်လုံးနှလုံးရည်တဲ့တဲ့ကတလုံးကပိစုပန်မျက်လုံးတလုံးတလုံးကတန္တရာမျက်လုံးအချို့ကပိစုပန်မျက်လုံးကိုပဲဖွင့်နေတန္တရာမျက်လုံးကိုမဖွင့်ရတန္တရာမျက်လုံးကိုဖွင့်တဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘုရားဒီကန္တာသူ့တက်တန်းကုံရယ်ဒါပြီးသွားမယ်မိမိတို့ပင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေလည်းတဘောကတခဏတာပဲအချိန်တန်ရင်အလုံးစွန့်ခွာပြီးတော့မိမိတို့ ဘဝတစ်ပါးပြောင်းသွားရအောင်မယ်အဲ့ဒါကြောင့်မလို့တန္တရာခရီးအတွက်မိမိတို့တန္တရာခရီးမှာလိုအပ်ရာဒါနကုသိုလ်ကောင်းမှုသီလကုသိုလ်ကောင်းမှုဘာဝနာကုသိုလ်ကောင်းမှုဆိုတဲ့စီပေါ်ဥစ္စာတွေမဖြစ်မနေစုဆောင်မှဖြစ်မယ်ပစ္စုပန်ဘဝမှာစီပေါ်ဥစ္စာတွေရှားရှားပွေစုဆောင်တယ်လို့ပဲတန္တရာခရီးအတွက်ပစ္စည်းဥစ္စာရှားပွေစုဆောင်ရမယ်ဟောဒီအသည့် ဒီမျက်လုံးကိုလည်းဖွင့်တာတယ်ဖွင့်လိုက်တော့ပိစုပန်မျက်လုံးလည်းပွင့်နေတယ်ပိစုပန်မျက်လုံးပွင့်တော့ပိစုပန်မှာကြီးပွားရာကြီးပွားကြောင်းမိမိကလုံနိုင်တယ်တန္တရာမျက်လုံးကိုလည်းဖွင့်လိုက်တော့တန္တရာမှာလည်းပဲဖြစ်လျာဘဝမှာအောက်ကြနောက်ကြမဖြစ်ရပဲနဲ့ဒါနာကုသိုလ်ကောင်းမှုတွေသီလကုသိုလ်ကောင်းမှုတွေဘာဝနာကုသိုလ်ကောင်းမှုတွေကြောင့်တန္တရာခရီးမှာလည်းပဲအဆင့်မြင့်ဒါတန္တရာခရီးကျင်လည်ပြီးတော့ နောက်ဆုံးမှာမေတ္တရာဗုဒ္ဓရာနိဗ္ဗာန်တရားလို့ခေါ်တဲ့လောကုတ္တရာစီးပွားတွေကိုလည်းပဲမိမိက ရှားပွေစုဆောင်ထားတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တန်ត្រာခရီးအတွက်လည်းချမ်းသာတယ်နောက်ဆုံးမှာတန်ត្រာခရီးကုံလို့မေတ္တရာဗုဒ္ဓရာနိဗ္ဗာန်တရားတန်ត្រာအဆုံးတက်ပြီးတော့ဘဝဇတ်သိမ့်ပြီးတော့ကောင်းကျိုးချမ်းသာနိဗ္ဗာန်ချမ်းသာကိုရရှိနိုင်တဲ့မျက်လုံးအဲ့ဒီမျက်လုံးကိုလည်းသူဖွင့်ထားတယ် ဲ့တော့ပိစုတ်ပါမျက်လုံးကိုလည်းဖွင့်ထားတယ်တန္တရာမျက်လုံးကိုလည်းဖွင့်ထားတယ်ဆိုမျက်လုံးနှမျိုးလုံးကိုဖွင့်ရမယ်ကိစ္စကိုအချို့ကလုံးဝမဖွင့်ဘူးပိစုတ်ပါမျက်လုံးလည်းမဖွင့်ဘူးတန္တရာမျက်လုံးလည်းမဖွင့်ဘူးအဲ့တော့ပိစုတ်ပါဘဝမှာလည်းပဲဆင်းရဲတယ်တန္တရာအတွက်ဒီဘဝကကိုလွန်ပြီးတဲ့နောက် သူပဲရောက်มาလဲစဉ်းစားကြည့်လိုက်တော့ဘာကုသိုလ်ကောင်းမှုမှမပိုင်ရင်တော့သေချာတယ်အပေလေးပါပဲ။ ဲ့တော့တန်တရာမလေးဒုက္ခရောက်ပိစုတ်ပါမလေးဒုက္ခရောက်ဘာဖြစ်လို့လဲမျက်လုံးမဖွင့်လို့ပဲပိစုတ်ပါမျက်လုံးကိုမဖွင့်လို့တန်တရာမျက်လုံးကိုမဖွင့်လို့ဒါဒုက္ခရောက်တာအဲ့ဒီလိုမျက်လုံးနှလုံးလုံးပိတ်ထားတဲ့ပုံကိုကိုအန္တပုဂ္ဂိုလ်ဒီလိုခေါ်ပါတယ်ဘုရားရှင်ဟောတော်မူလို့ရဲငါဒါပဲပစ္စုပန်မှာလည်းကြည်ပွားအောင်မလုပ်တတ်ဘူးတန်တရာမှာလည်းပဲကြည်ပွားအောင် ဆောင်ရွက်မထားဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီအန္တပုဂ္ဂိုလ်ပဲတဲ့နှစ်ဘက်ကံပုဂ္ဂိုလ်ကေဒုတိယတစ်ဘက်မြင်တစ်ဘက်ကံဆိုတာစောစောကဘုန်းကြီးပြောခဲ့ပါပြီပစ္စုပန်ဘုရားမှာတိုးတက်အောင်ကြည်ပွားအောင်လှုပ်တက်တယ်ပြောတတ်ဆိုတတ်သွားတတ်လာတတ်ပေါင်းတတ်သင်တတ်ကြည်ပွားအောင်သူဆောင်ရွက်တတ်ပါတယ်ဒါမဲ့လို့တန်တရာခရီးကို တန္တရာမျက်လုံးကိုဖွဲ့မထားရဲ့ပစ္စုပန်ဘုရားမှာအကြီးဘွားအောင်ဆောင်ရွက်တတ်ယုံနဲ့တန္တရာမျက်လုံးကိုဖွဲ့မထားရင်ဘာပြစ်တွေရောက်လာလဲဆိုရင်ပစ္စုပန်မှာ ကြီးပွားမယ်ဆိုရင်ဘာမှမဆိုလုံရဲတယ်ဒီလိုဖြစ်လာတယ်။သူများတဲ့တိုက်စက်တန်သက်မယ်ခိုးတန်ခိုးမယ်လိန်ပြီးတော့ပြောတန်ပြောမယ်ပစ္စုပန်မှာကြီးပွားမယ်ဆိုရင်ဘာမှမဆိုလုံမယ်ဒီလို ဖြစ်လာတဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တန်ត្រာမျက်လုံးကိုဖွင့်မတာလို့တန်ត្រာမျက်လုံးကိုဖွင့်ထားတဲ့ပုဂ္ဂိုလ်ကြတော့ဒီလိုမဟုတ်ဘူး။ပိစုတ်ပံမှာငါလုံးသမျှသည်တန်ត្រာမှာငါဖက်ကို ပြန်လှည့်လာအောင်မယ်။သူများကိုတတ်ရဲ့တန်ត្រာမှာငါအသက်ပြန်ပြီးတော့အသက်ခံရမယ်။သူများပစ္စည်းကိုခိုးရဲ့ပြန်ပြီးတော့ကိုယ်ပစ္စည်းကိုအခုခံရမယ်။ဒီလိုအပြင်တန်ត្រာခရီးကိုမျောပြီးတော့ မတော်မတရားကိစ္စဆိုရင်မလုပ်ရဘူးငါလုပ်ရင်ငါစီပဲပြန်လာမယ်ငါလုပ်တာတယောက်တည်းဒီကရလာတဲ့ပစ္စည်းပစ္စည်းဥစ္စာတွေမိသားစုဝိုင်းပြီးတော့စားကြတောက်ကြလုပ်တော့ငါတယောက်တည်းတန်ត្រာခကြီးမှာခံရတော့လဲငါတယောက်ပဲတည်းပဲခံရမယ်ဒီသဘောတဘာဝကိုမြင်မိတော့မတော်မတရားကိစ္စဆိုရင်မလုပ်ရဘူး အဲ့ဒါဘာလဲဆိုရင်ကမ္မတက္ကဋ္ဌသမ္မာဒိဋ္ဌိအတိညာမျက်လုံးကိုဖွင့်ထားတဲ့သမ္မာဒိဋ္ဌိအတိညာမျက်လုံးကိုဖွင့်ထားတဲ့သမ္မာဒိဋ္ဌိအတိညာမျက်လုံးကိုဖွင့်ထားတဲ့ပုဂ္ဂိုလ်ကြတော့ပစ္စုပ္ပန်မှာလည်းကြီးပွားအောင်လှုပ်တတ်တဲ့တန္တရာစည်းဝါးကိုလည်းပဲရှားပွေဆူဆုံးတတ်တယ်မိမိအတွက်အပြစ်ဖြစ်မဲ့ကိစ္စတွေဆိုရင်မလှုပ်ပင်နဲ့ရှောင်ကျင်းပြီးတော့တန္တရာမျက်လုံးကိုဖွင့်ထားတယ်အဲဒုတိယပုဂ္ဂိုလ်ကြတော့ပစ္စုပ္ပန်ဘဝ ကြည်ပအောင်တို့လှုပ်တတ်တဲ့တန်တရာမြေလုံးကိုပိတ်ထားတော့တဒံပတ်ခိုတံခိုလိန်တန်လေးဒီလိုတန်တရာမြေလုံးပိတ်နေတော့သူ့မှာလည်းအပြစ်ရှိတယ်ပစ္စုပန်ဘုရားမှာကြည်ပွားချမ်းသာပဲမဲ့လို့တန်တရာမှာဒီအပြစ်တွေက သူ့အတွက်ဒါစောင့်နေတယ်တန်တရာမှာအပယ်လေးပါဒုက္ခတွေနဲ့သူ့ကြုံရအောင်မယ်အဲ့ဒါကြောင့်မို့လို့ပစ္စုပန်ဘုရား ချမ်းသာကြောင့်မျက်လုံးကိုဖွင့်တာယုံနဲ့အာရမနေပါနဲ့တန်ត្រာမျက်လုံးကိုလည်းဖွင့်ပါဒါဘုရားရှင်ဆုံးပါတာအဲ့တော့တတိယပုဂ္ဂိုလ်ကြတော့ပိစုတ်ပံမျက်လုံးကိုလည်းဖွင့်တာလို့မို့ပိစုတ်ပံမှာချမ်းသာအောင်လည်းလုပ်တတ်တယ်တန်ត្រာမျက်လုံးကိုဖွင့်တာလို့မို့တန်ត្រာမှာချမ်းသာကြောင်ဒါနာကုသိုလ်ကောင်းမှုတွေသီလကုသိုလ်ကောင်းမှုတွေဘာဝနာကုသိုလ်ကောင်းမှုတွေလုပ်ဒီလိုလုပ်ခြင်းအပြင်ဒါတန်ត្រာစီးပွားကိုလည်းမိမိတို့ကချပွေရတယ်ဒီနေ့ ြန်ကြားရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုတွေမိမိတို့ရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းပစ္စုပန်မြေလုံးကို ဖွင့်တော်ကြလို့မို့မိမိတို့မှာထိုက်တဲ့လောက်ယာတုအာဏာတွေစီပေါ်ဥစ္စာတွေဒါမိမိတို့လို့ပိုင်ဆိုင်ကြတယ်ရရှိကြတယ်ဒါပစ္စုပန်မြေလုံးကိုဖွင့်ထားလို့ပဲခုဒီနေ့ဒီရင်ကမှာဒါတန္တရာမြေလုံးကိုဖွင့်ပြီးတော့တန္တရာခကြီးတလျှောက်မှာမပင်မပန်းချမ်းချမ်းသာသာနဲ့ တန္တရာခရီးကိုလျှောက်လန်းရဖို့အတွက်ဒါနကုသိုလ်ကောင်းမှုမပါလို့မဖြစ်ဘူး။ဟောဒီအသည့်ကြောင့်ဒီမှာလာပြီးတော့ဒါနကုသိုလ်ကောင်းမှု လုပ်ကြတဲ့သီလကုသိုလ်ကောင်းမှုတွေစောင့်နေကြတယ်အခုတရားနာတဲ့ဘာဝနာကုသိုလ်ကောင်းမှုတွေပွားများကြတယ်ဒီလိုဒါနသီလဘာဝနာကုသိုလ်ကောင်းမှုလုပ်တာကိုတန်ត្រာစီပွားရှာတယ်တန်ត្រာစီပွားစုဆောင်းတယ်လို့သောသောကဘုန်းကြီးပြောခဲ့တယ်အခု မိမိတို့တွေသည်ပစ္စုပန်မျက်လုံးကိုလည်းပစ္စုပန်ဉာဏ်မျက်လုံးကိုလည်းဖွင့်တာတန်တရာဉာဏ်မျက်လုံးကိုလည်းဖွင့်တာလို့မို့ဘုရားရှင်ဖြစ်စေခြင်းနဲ့သူ့သာသနာကိုမိခိုးတဲ့တရားတော်မှတွေပစ္စုပန်မျက်လုံးကိုလည်းဖွင့်ပါတန်တရာမျက်လုံးကိုပိတ်မထားပါနဲ့တန်တရာမျက်လုံးလည်းဖွင့်ပါတန်တရာမျက်လုံးဖွင့်တာပါမှတန်တရာခရီးမှာမိမိတို့အောက်ကြနောက်ကြမဟုတ်ပဲနဲ့အထက်တန်းကကျင်းလည်ပြီးတော့ မညာပညာနိဗ္ဗာန်ကိုလွယ်လွယ်ကူကူချမ်းချမ်းသာသာနဲ့သိနိုင်မြင်နိုင်မှာဖြစ်တယ်ဆိုပြီးတော့မိန့်တော်မုံလိုရဲ့တည်တုတ်တော်ရဲ့အဆုံးမှာ ဖြစ်ပါတယ်အဲဒါကြောင့်ဒီနေ့တရားဓမ္မပုံသူတော်ကောင်းတွေကုသိုလ်ကောင်းမှုလုပ်နေတယ်ဆိုတာတန်တရာစီးပွားကိုရှားဖွေဆုဆောင်နေတယ်မိမိတို့ဘုရားမှာပစ္စုပန်ဉာဏ်မြဲလုံးကို ဖွင့်ထားရုံနဲ့မကဘူးတန်တရာဉာဏ်မြဲလုံးကိုလည်းဖွင့်မိတော့ဒီနေ့ တန်တရာခရီးအတွက်ရိတ်ကစုဆောင်နေကြတဲ့အလုပ်ကို လုပ်နေတယ်အဲ့တော့မိမိတို့ဘဝသည်ပစ္စုပန်မြေလုံးကိုလည်းဖွင့်တန်တရာမြေလုံးကိုလည်းဖွင့်ထားတယ်ဒါနှစ်ဖက်မြင်ပုံကိုယ်တွေဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကအန္တင်စဧစာဧကဆက်ကုံစအာရကပရိဝိစေယတရားဓမ္မအပေါင်းသူတော်ကောင်းတို့တဲ့အန္တလို့ခေါ်တဲ့နှစ်ဖက်ပိတ်နှစ်ဖက်ကံ ပုဂ္ဂိုလ်ကိုယ်ကိုယ်မဖြစ်ပါစေနဲ့ဧကဆက်ကုံစတဖက်မြင်တဖက်ကံပုဂ္ဂိုလ်လည်းမဖြစ်ပါစေနဲ့ဒီလိုအဖြစ်မျိုးကဝေဝေချောင်းပါအနေစာဧကဇကုံစာအာရကပရိဝစီဒုဇကုံပန္နာတိဝေထနှစ်ဖက်မြင်ဖြစ်အောင်ကြိုးစားပါနှစ်ဖက်မြင်ဖြစ်ပါမှမိမိတို့ဘဝဟာ ပစ္စုပန်မာယောတန္တရာမာယောအထက်တန်းဖြစ်နေခြင်းလေးရပြီးတော့နောက်ဆုံးမှာမညာဘုံညာနိဗ္ဗာန်ကိုသိမြင်ပြီးတော့တန္တရာခရီးကလွတ်ကြလိမ့်မယ်အဲဒါကြောင့်အရေးကြီးတာကနှစ်ဖက်မြင်ဖြစ်ဖို့အရေးကြီးတယ်ဆိုပြီးတော့ဘုရားကျင်ဆုံးမတော်မူသွားတယ်အဲဒီဆုံးမတော်မူချက်ကိုဒီနေ့တရားတော်ဘုံသူတော်သူတော်ကောင်းတွေလိုက်နာတော့အားဖြင့်မိမိတို့ဟာပစ္စုပန်ကြီးပွားကြောင်းမျက်လုံးတစ်ဖက် ်တန္တရာကြီးဘွားကြောင့်မျက်လုံးတစ်ဖက်နှစ်ဖက်လုံးကိုဖွင့်ပြီးတော့ဒီနေ့မိမိတို့ဆောင်ရွက်နေကြတယ်လို့မိမိတို့လုပ်တဲ့အလုပ်ကိုတွေးပြီးတော့ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါမယ်ဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်တာဖြစ်လို့ရလာတဲ့ကုသိုလ်တရားတွေကိုဒီကုသိုလ်နဲ့ဆက်ဆက်တဲ့များပုဂ္ဂိုလ်တတ္တဝါဒီအနိနာမရှိတဲ့ပုဂ္ဂိုလ်တွေဒီကုသိုလ်ကောင်းမှုကိုရကြပါစေဒီလိုအာရုံပြုဆုတောင်းပြီးတော့ရည်စဲချအမြဝေရအောင်ကဲရည်စဲခွက်ကမ်းညက် အရှင်မြတ်တို့ဖုရားတပည့်တော်တို့သည်ဗုဒ္ဓဘာသာဝင်သူတော်စင်များ ဖြစ်ကြသည့်အလျော်စွာယနေ့အဖို့၌နိုင်ငံတော်ပရိယတ္တိသာသနာတကသော၌တည်င်းသုံးတော်မူကြသောတန်ဃာတို့များအားတနေ့တာဆုံးဆက်ကလူတိုင်းချင်း သင်္ကန်းစားသောလူတန်းဘွေရာအပြာပြာတို့ကိုစက်ကလူတန်းချင်းတရဏကို၃ပါးနဲ့တကွ၅ပါးသီလစောက်တည်ချင်းဟောပြအပ်သောတရားတို့ကို나ယူခြင်းဟူသောဒါနသီလဘာဝနာကောင်းမှုကုသိုလ်စုကိုပြုလုပ်ကြပါကုန်၏တပြည့်တော်တို့၏ ဤကောင်းမှုသည်နိဗ္ဗာန်ရောက်ကြအထောက်ပံ့ကောင်းဖြစ်ပါစေဤကောင်းမှုအဖို့ဘာဂကိုအနန္တကျေးဇူးရှင်မိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်တို့အားလကားကြွားရောက်လာတော့ပရိသတ်အပေါင်းသူတော်ကောင်းတို့အားလကားဤကြောင်းတိုင်း ဣပဝံကျေအနိနာ၌ရှိကြကုန်သောမြင်အပ်မမြင်အပ်ပုဂ္ဂိုလ်ပေါင်းတို့အား၎င်းသာသနာဆောင်၌တရားမင်းယမမင်းအစိုးရမင်းတို့ကို အစထား၍32ဘုံသာတတ္တဝါများအားအမြအမြပြေဝေငှပါ၏ တတ္တဝါအလုံးအမြရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောကျေအမြဝေအလုံးကြာကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတု အာလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောတာဒုတာဒုတာဒုအာလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောတာဒုတာဒုတာဒု